ဆရာဝန်ဖြစ်ဖို့ရည်မှန်းချက်နဲ့စ조사နေတဲ့စိုက်ကားဆရာမလေးတဲဆုထွဲကိုဆရာဝန်ဖြစ်တဲ့အထိပညာရေးအတွက်တာဝန်ယူသွားမယ်မနန်းတင်မိုးသူအားလုံးပဲမင်္ဂလာပါဗမိစနောင်းကနေကြိုဆိုလိုက်ပါတယ်စိုက်ကားနေရတဲ့အလောက်ကပြမန်းတာကြောင့်အမျိုးသမီးတွေအထက်မှာစိုက်ကားနေသူတွေကနေပါပါတယ်ဒါပေမဲ့အသက်16နှစ်ရွယ်သားရှိသေးတဲ့တဲဆုထွဲကတော့စိုက်ကားနေပြီးမိသားစုကိုရေရိုသားသားရှာဖွေကျွေးမွေးနေသူပေါင်းတဲဆုထွဲရဲ့အဖေကလည်းစိုက်ကားနေခဲ့သူဖြစ်ကအခုတော့အဖေကိုအနားယူခိုင်းကောင်သူကိုယ်တိုင်ပဲစိုက်ကားနေနေပါတယ် တဲဆုထွေးကတောင်မွေမြို့နယ်မှာနေထိုင်တဲ့အကြောင်းသူလေးတယောက်ဖြစ်ပြီးဒီနှစ်မှာကိုရန်တက်ရောက်ရမှာဖြစ်ပါတယ်။တဲဆုထွေးရဲ့ရီမန်ချက်ကတော့ဆရာဝန်ဖြစ်ချင်ပေမဲ့လည်းမိသားစုအခြေအနေကြောင့်ဆရာဝန်ဖြစ်ဖို့ကအလှမ်းဝင်နေတာပါ။မိသားစုမှာအငယ်ဆုံးသမီးဖြစ်တဲ့တဲဆုထွေးကမိဘတွေကနားလည်ပေးနိုင်သူဖြစ်ပြီးကျူရှင်နေဝိုင်းနေကိုလည်းမတက်နိုင်ပါဘူး။ကျူရှင်မတက်ဖဲစာချိုးစားတာတောင်အเจ้าမှလည်းစုတွေနှစ်ဆင်ရလိမ့်ရှိပါတယ်။တဲဆုထွေးကိုချစ်ခင်တဲ့သူတွေကစာအုပ်တွေလက်ဆောင်ပေးကြပြီးသူ့ရဲ့ပညာရေးကိုကူညီပေးကြပါတယ်။ စ조사နေတဲ့သဲဆွထွေးကအခုတော့ကိုကြီးပေမဲ့သူပေါ်လာခဲ့တာကြောင့်သူ့ရဲ့ပညာရေးအတွက်မပူပင်ရတော့ပါဘူး။ Lady Grace Diamond ဆိုင်ကမနန်းတင်မိုးသူကသဲဆွထွေးရဲ့ပညာရေးကိုတာဝန်ယူသားမှာပဲဖြစ်ပါတယ်။ Grade 9ကနေစတင်ပြီးတော့ Grade 12ထိကိုပိုင်ကျောင်းမှာထပ်ပြီးတော့မှာပေါ့။တဲစုထွေအတွက်လိုအပ်လာရင်လည်း guide တွေလည်းငှားပေးတော့မှာဖြစ်ပြီးတဲစုထွေဘက်ကတော့စာကြိုးစားဖို့ပဲလိုအပ်ပါတယ်။ Grade 12မှာထူးချွန်ပြီးစေချောက်တက်ဖို့အတွက်အမှတ်မိရင်လည်းစေတက်ကတော့ပြီးတဲ့အထိထပ်ပြီးတော့မှာပေါ့။စုစုပေါင်း17နှစ်စာကိုမနန်းတင်မိုးတို့ကတဲစုထွေအတွက်ပညာရေးအလှူပြုတော့မှာဖြစ်ပါတယ်။တဲစုထွေဘက်ကတော့အစွမ်းကုန်စူးစမ်းရမှာဖြစ်ပြီးကိုကြီးပေးမဲ့သူကတော့အဆင်သင့်ဖြစ်နေပါပြီ။ ဒါကြောင့်တဲဆုထွေကကိုရန်ကနေစတင်ပြီးကိုပိုင်เจ้าမှာတက်ရောက်ရတော့မှာပါမန်နန်းတင်မို့သူကိုရန်လက်အပ်ပေးမှာဖြစ်ပြီးပညာသင်ယူစင်းနဲ့စောင်းဆရာန်ဘိုးတွေကအစအလုံးကိုလှူဒန်းတော့မယ်လို့ဆိုပါတယ် မနက်တင်မိုးသူလည်းတချင်ကဆောင်းဝင်ဖြစ်ချင်းခဲ့ပေမဲ့လည်းအချောင်းမျိုးမျိုးကြောင့်မဖြစ်ခဲ့ရပါဘူး။သူမမဖြစ်ခဲ့ရတဲ့ဆောင်းဝင်အလုပ်ကိုတဲဆွေထွေးအတွက်ဖြစ်လာအောင်ပံ့ပိုးပေးသွားမှာပေါ့။မနက်တင်မိုးသူကတဲဆွေထွေးကိုဒီလိုထောက်ပံ့ကူညီပေးတာကြောင့်တဲဆွေထွေးဘက်ကဘာမှပြန်လုပ်ပေးစရာမလိုပဲစာပဲစူးစမ်းရမှာဖြစ်ပါတယ်။တဲဆွေထွေးကဆောင်းဝင်ဖြစ်လာတဲ့တနေ့သူတစ်ပါးကိုကူညီနိုင်တဲ့တနေ့မှာတော့ပညာရေးအတွက်လိုအပ်နေသူတွေကိုပြန်လည်ကူညီဖို့ပဲမနက်တင်မိုးသူကမှားလိုက်ပါတယ်။မနက်တင်မိုးသူကခြားသောကလေးတွေကိုလည်းပညာရေးအတွက်ထောက်ပံ့လှူဒါန်းပေးနေတာတွေရှိပါတယ်။ မနန်းတင်မို့သူတို့ဇနီးမောင်နှံကအလို့တန်းရရော်ပြီးကိုညင်ချင်းစိတ်လည်းအပြည့်ရှိကြတာပါရေခဲချောင်းတယ်လေးကိုဆိုင်စော်ကိုလည်းမနန်းတင်မို့သူတို့ကဆိုင်ငယ်တကြီးလက်ဆောင်ပေးပြီးဂုံပြုတ်ပေးခဲ့ပါတယ်အခုလည်းရမန်းချကြီးမာတဲ့သဲဆုထွေကိုဆရာဝန်ဖြစ်တဲ့အထိပညာရေးကိုထောက်ပံ့ပေးမှဖြစ်လို့တာရုခွန်နေကြတာပါသဲဆုထွေကအသက်16နှစ်ရွယ်သားရှိသေးပေမဲ့လည်းစိုက်ကားနည်းနဲ့အလုပ်ကိုနေ့စဉ်လုပ်ပါတယ်ဈေးထဲမှာလည်းချက်သွန်နီအိတ်တွေထမ်းတယ်လို့အချိန်ရရင်လည်းဆေးထုတ်တဲ့အလုပ်ကိုလုပ်ပါသေးတယ်။ကျောင်းဖွင့်တဲ့အချိန်တွေမှာလည်းမနန်းအစောသွားပြီးဈေးသွန်ဈေးလာတွေကိုစိုက်ကားနဲ့အချို့ပို့လုပ်ပေးပါ သေးတယ်။တငယ်ချင်းတွေကြားထဲမှာတော့မိန်းကလေးဖြစ်ပြီးစိုက်ကားနင်းတယ်လို့ပြောချင်ကြပေမဲ့လည်းရိုးသားတဲ့အလုပ်ဖြစ်တာကြောင့်တဲဆုထွေးကမတိမ်ငယ်ခဲ့ပါဘူး။အလုပ်တစ်ဖက်နဲ့အကြောင်းတက်တာတော့အတန်းထဲမှာနှစ်ဆင်ဆုရပြီးမိဘတွေအတွက်ဂုဏ်ယူစရာသမီးလေးဖြစ်လာခဲ့တဲ့သူပေါ့။စိုက်ကားဆရာမလေးတဲဆုထွေးကိုဆရာဝန်ဖြစ်တဲ့အထိ၁၇နှစ်စာပညာရေးထောက်ပံ့ကူညီသွားမယ်။မနန်းတင်မိုးသူရဲ့အလုပ်ကိုပရိသတ်ကြီးရောသဘောကျရင်လားဆိုတာပြပြခဲ့ပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါဦးနော်။ နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။